ဆာလာကိုခဏမေးထားလိုက်ပါဦးလီဗာပူးတို့အရင်ဖြစ်ရှင်းရမယ့်ပြဿနာကြီးကိုထောက်ပြလာကြတဲ့လီဗာပူးဖန်များလီဗာပူးတို့ကမနေ့ညကမိုဟာမက်ဆာလာမပါဘဲအင်တာမီလန်ကိုတကူကိုမရှိနိုင်နိုင်ရပြီးတော့နီဗျာအာနီစတော့အတွက်ပူပန်စရာကိစ္စတခုလည်းထပ်တိုးလာပါပြီဆာလာကလက်ရှိမှာနီဗျာနဲ့အဆင်မပြေမှုတွေရှိနေပြီးတော့ဆလော့နဲ့ဘုတ်ဖွဲကသူ့ကိုအိမ်မှာပဲခြံထားရစ်ခဲ့ပါပြီဆလော့ကဒုတိယပိုင်းမှာတိုက်စစ်ကိုပြောင်းလဲခဲ့ပြီးတော့လူစားလဲမှုတချို့လည်းပြုလုပ်ခဲ့ရပါပြီ ပွဲကစားချိန်88မိနစ်အငင်းပွားပွဲရပင်တွေရရှိချိန်မှာတော့ဆာလာမရှိပေမဲ့ဒိုမီနီဆိုဘိုစတိုင်းကအမှားရမရှိပဲနဲ့ပိတ်သွင်းခဲ့ပြီးတော့ဆလော့ကိုအပြုံးမှန်းဝေဆာစေခဲ့ပါတယ်။အခုလိုနိုင်ရခဲ့ပေမဲ့နီဗျာဆလော့အတွက်အပြုံးပြက်စေတဲ့ကိစ္စကတော့အလက်ဇန်ဒရာအိုက်ဆက်ရဲ့ကစားပုံပဲဖြစ်ပါတယ်။နေရာစီပြောင်းရွှေ့စည်းကွက်နောက်ဆုံးနေ့မှာစံချိန်တင်ပေါင်သန်း125တန်းနဲ့ခွဲယူခဲ့တဲ့ဆွီဒင်တိုက်စစ်မှုဟာလေဘောက်တို့စီကိုရောက်ရှိလာကြတဲ့ကစိတ်ပူစရာကောင်းလောင်ကိုခြေစွမ်းမပြနိုင်သေးပါဘူး။စန်ယိုကွင်းမှာအိုက်ဆက်ကခြေစွမ်းမပြနိုင်မင်းနဲ့အင်တာမီလန်ရဲ့ခန်းစစ်ကိုလည်းမကျော်ဖြတ်နိုင်ခဲ့ပါဘူး။ မြေပြင်ပေါ်လုံးရှင်လုမှု6ကြိမ်မှာ2ကြိမ်ပဲအနိုင်ရခဲ့ပြီးတော့တကြိမ်သာဂိုးပေါက်တက်အောင်လိုကန်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်နီဗျာစလုတ်ဟာသူ့ကို68မိနစ်မှာ Florian Wurz နဲ့လူစားလဲခဲ့ရပါတယ်။လေပေါင်းရဲ့တခြားတိုက်စစ်မှုဟူကို EKTK ကတော့ဘိုဘရမဂိုးပေါက်ကိုချင်းချောင်းနိုင်ခဲ့ပြီးလေ United နဲ့3-3တည်ရပွဲမှာလည်းအတွင်ကိုနှစ်ဂိုးသွင်းယူခဲ့ပါသေးတယ်။ဒီတိုင်းဆိုရင်နီဗျာစလုတ်က Isaac ကိုမဟုတ်ဘဲနဲ့ EKTK ကိုပွဲထွက်တိုက်စစ်မှုဖြစ်ရွေးချယ်တင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ Isaac ကလေပေါင်းအတွက်14ပွဲမှာ2ဂိုးသာသွင်းထားနိုင်သေးပြီးတော့ပရိသတ်တွေကလည်းစိတ်ပြတ်နေကြပါတယ်။ ရိတ်သက်တူကကျွန်တော်တို့ရဲ့ပေါင်125တန်းနဲ့တိုက်စစ်မှု ISC ကနေပို့ပြီးတော့လိုအပ်ပါရီဒီလောက်ကြီးမားတဲ့ပမာဏနဲ့ခေါ်ထားပြီးမှအခုလိုမျိုးခြေစွမ်းမျိုးကလက်ခံနိုင်စရာမရှိပါဘူးစင်ကြေပေးစရာမရှိတော့ဘူးသူကဂိုးတွေစတင်သွင်းယူပြီးတော့ခြေစွမ်းပြရတော့မယ်သူလောက်ခဲ့သမျှကအင်တာမီလန်ခံစင်မှုတွေကိုသူ့ဘေးကနေလွယ်လွယ်ကူကူပြေးလွှားခွင့်ပေးနေတာပဲသူရဲ့ကစားပုံမှာဖိအားပေးတဲ့ပြင်းထန်မှုလုံးဝမရှိဘူးတန်ချင်းနဲ့ခြေစွမ်းမမျှတာဘူးလို့မှတ်ချက်ပေးခဲ့ပါရီအခြားပြည်သက်တွေကလည်း EKDK နဲ့ ISAT နှစ်ယောက်လုံးကိုကြည့်တဲ့အခါမှာတကယ်ကိုထူးဆန်းပါရီ တို့ရဲ့ပြောင်းရွှေ့စီနှုန်းတွေကပြောင်းပြန်ဖြစ်နေတယ်လို့မျိုးခန်းစားရပါတယ်။လက်ရှိခြေစွမ်းအရပြောရမယ်ဆိုရင်တော့ EKTK ကပေါင်တန်းတရာကျော်တန်တဲ့ကစားမနဲ့ပို့ပြီးတော့ဆင်းတူနေပါတယ်။ ISAC ကတော့ဒီလောက်ကြီးကြီးမားတဲ့ပိုက်ဆံနဲ့ခေါ်ယူပေးထားတာကိုမျိုးနိုင်စရာပါပဲလို့ဝင်ရောက်យေတာခဲ့ပါတယ်။နောက်ထပ်ပြည်သက်တဲ့ဦးကလည်း ISAC ကစားနေတာကိုကြည့်ရတာအဆင်မပြေဘူး။သူလဲကြသွားတဲ့ပုံဒါမှမဟုတ်တိုက်စစ်ဆင်တဲ့ပုံကတအားကိုအားနေနေတယ်။ပုံစံရဆိုရင်တော့သူကဒုတ်ချောင်းနဲ့လှူထားတယ်လို့ပဲ။တကယ်လို့တန်မာပြီးတော့ပြင်းထန်တဲ့ပရီးမီးယားလိမှာဒီလိုပုံစံနဲ့ဆိုရင်ဘလို့ရက်တီမလဲမသိဘူးလို့မေကွန်ထုတ်သွားခဲ့ပါတယ်။